မ်းမြမာနယ်စပ်ထီထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုအတွင်းစစ်ကောင်စီရဲ့ဗျူဟာမှုအပါအဝင်စစ်သားအများအပြားတေဆုံးကလက်နက်ခဲယမ်းများတင်းစီရရှိတဲ့တဲ့တွင်နဲ့နောက်ဆုံးရရှိတဲ့တဲ့တွင်ကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်ကကျမ်းပတ်စစ်ကောင်စီရဲ့ထိထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာဗျူဟာမှုအပါအဝင်စစ်သားအများအပြားတေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများလည်းတင်းစီရရှိတယ်လို့ Post for Federal တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ AB 19ရက်နေ့ညနေ9:00ခွဲကမှဒဝဲခရိုင်ထိုင်းမြန်မာနယ်စပ်ကထိထဗျူဟာစခန်းကို KNU KNL တပ်မဟာ၄ဦးဆောင်မှုနဲ့ FFA တပ်ဖွဲ့ PT ရဲ့ရဲဘော်များနဲ့တပ်မဟာဒရုန်းသင်တန်းစင်းများနဲ့အတူပူးပေါင်းပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီရဲ့ဗျူဟာမှုနဲ့အတူအများအပြားသေဆုံးခဲ့ပြီးလက်နက်ခဲယံများလည်းတင်းစီရရှိတယ်လို့ထုတ်ပြန်ပါတယ်။ဗျူဟာမှုအသေးဖမ်းမိတဲ့ရန်သူဘက်ကအကြအဆုံစုစုပေါင်းအင်အားနဲ့လက်နက်သိမ်းစီရရှိမှုကတော့စီစစ်နေစေဖြစ်တဲ့အတွက်သတင်းထုတ်ပြန်ချက်မရသေးဘူးထိထဗျူဟာစခန်းကို KNU KNL တပ်မဟာလေးရဲ့ CA ဦးဆောင်မှုနဲ့အတူကျွန်တော်တို့ First World Federal တပ်ဖွဲ့နောက်ပြီးတော့ PDF တပ်ဖွဲ့ကျွန်တော်တို့ FD အဖွဲ့ကဥဆောင်ပြီးတော့တင် जा ပေးနေတယ်ဒရုန်းတင်နန်းသားတွေနဲ့အတူစုပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်ကျွန်တော်တို့တပတ်လောက်တိုက်ခိုက်ခဲ့ရပါတယ် viewer မှုကိုအသေးမိတာဖြစ်ပါတယ်စစ်ကောင်စီစီကနေလက်နက်ခဲယမ်းတွေအများကြီးရထားပေမဲ့ကျွန်တော်တို့သတင်းထုတ်ပြန်လို့မရသေးဘူး viewer scan ဖြစ်တဲ့အတွက်အင်အားအသင်းအသင်းရှိပါတယ်ဒီနေ့မှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါလို့ First World Federal ကထုတ်ပြန်ပါတယ် အဆိုပါ viewer စခန်းကို AB 12ရက်နေ့ကလေးကပိတ်ဆို့ထားကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး viewer စခန်းအတွင်းမှာအင်အားရာကနန်းရှိကာတောင်ကုန်းတနီယာတစ်ချောက်မှာစခန်း၃ခုခွဲပြီးတပ်ဆွဲထားခြင်းဖြစ်ကြောင်းပြီးခဲ့တဲ့နှစ်ရက်နေ့ကဂျီဝါအနီးမှာရှိတဲ့ပထမစခန်းကုန်းကိုရရှိသိမ်းပိုက်ခဲ့ကြောင်းအဲ့ဒီနောက်ဆက်လက်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ AB 19ရက်နေ့ညနေ9နာရီခွဲခန့်၌စခန်းအလုံးကိုအပြစ်သက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါလိမ့်စခန်းသိမ်းတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီက Jet Fighter Y တွေ့ KAW MI 17ရဟတ်ရင်တို့နဲ့စစ်ကူပေတိုက်ခိုက်မှုတွေရှိခဲ့ပြီး ထီကီဒေတာနေပြည်သူများမှာထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြအောင်သိရပါတယ်။တိုက်ပွဲကကျွန်တော်တို့ဒရုန်းသင်တန်းသားတွေကိုတင် जा ပြီးပြီးချင်းပဲမြေပြင်လက်တွေ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့သိမ်းပိုက်နိုင်ခဲ့တာဖြစ်တဲ့ကျွန်တော်တို့ FFD တပ်ဖွဲ့အနေနဲ့ကလည်းတင်းနေသားအတိုင်းမာရောနောက်ထပ်အခြားဒေတာတွေမှာပါရဲဘော်အသည်တွေစုဆောင်းနေတယ်ဒရုန်းနဲ့ဖြစ်စေနည်းပညာနဲ့ဖြစ်စေမိမိတက်ကြွနဲ့ပညာနဲ့ဖြစ်စေမြေပြင်ခြေမုံကြီးအနေနဲ့ဖြစ်စေကျွန်တော်တို့တပ်ဖွဲ့နဲ့အတူပါဝင်ပြီးတော့ဆေးအာဏာရှင်ကိုတော်လှန်ခြင်းနဲ့ ပါလေဒီမိုကရေစီပြည်ထောင်စုကိုအတူတဝထူထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ page မှာလာရောက်ဆက်သွယ်ပြီးတော့ရဲဘော်တက်ရှောက်ထားလို့ရတယ်လို့ပြောခြင်းနဲ့ဆိုရတဲ့အကြောင်း Force for Federal တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ရေထွက်ရွာဓာတ်ဆီဆိုင်ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့် အသက်၃နှစ်နဲ့၂နှစ်ကျော်ကလေးငယ်၂ဦးအပါအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ၂၀ကျော်ရှိကသေဆုံးမှုများပိုများနိုင်တယ်လို့တပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖရဲ့တာဝန်ခံငကနီကပြောပါရယ်အေဘီလ၁၉ရက်နေ့မွန်လယ်တနားရီ၁၀မိနစ်ခန့်မှာတပိတ်ချင်းမြို့နယ်ရေထွက်ရွာဓာတ်စီဆိုင်ကိုအကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့်ဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ် အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာဓာတ်ဆီဆက်မီးလောင်ပြားကျခဲ့ပြီးပောက်ကွဲမှုဖြစ်ပွားခဲ့ကအသက်3နှစ်နဲ့2နှစ်ကျော်အရွယ်ကလေးငယ်2ဦးအပါအဝင်ပြည်သူ73ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူ20ကျော်ရှိကြောင်းထိခိုက်ဒဏ်ရာရရှိသူများထဲမှာအသက်အန္တရာယ်ဆိုးရင်ရသူများပါဝင်ပြီးသေဆုံးသူပိုများနိုင်တယ်လို့သိရပါတယ်ဓာတ်ဆီဆိုင်ဆိုတော့ပောက်ကွဲမှုတွေကလမ်းမေးလူစီကားတဲ့နေရာဆိုတော့အခုအချိန်ထိတေဆုံးတဲ့သူက73ဦးပေါ့ဒဏ်ရာရတဲ့သူတွေထဲမှာစိုးရင်ရတဲ့သူတွေပါတယ်တချို့ကလမ်းမှာပဲကွယ်လွန်သွားတာတွေရှိတယ် တေဆုံးတဲ့အထက်မှာကလင်းငယ်နှစ်ဦးလဲပါပါတယ်ကလင်းနှစ်ဦးရဲ့ရော့အလောင်းကတော့ပျောက်ဆုံးနေစေပါကျွန်တော်တို့တပိတ်ချင်းမြို့နယ်မှာလေချောင်းတိုက်ခိုက်ခံခဲ့ရတာ၁၀ချင်းရှိပါပြီ။တကြံအကျိုးနည်းကစပြီးဒီကနေ့အချိန်အထိပါသူတို့ကျဲချတဲ့၁၀ချင်းလုံးမှာကျွန်တော်တို့တော်လိုင်းရဲဘော်တွေမထိပါဘူး။ပြည်သူတွေပဲထိခိုက်တေဆုံးခဲ့ရတာလို့ဆိုပါရစေ။အေဘီလာ၁၈ရက်နေ့ကလည်းမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်လေးကျရွာနဲ့ရေထွက်ကျေးရွာကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ၃၃ဦးတေဆုံးခဲ့က၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။ ဒါအပြင်စကိုင်းတိုင်းမြင်းမှုမြို့နယ်ကံတော်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ကလင်းငယ်များအပါအဝင်ပြည်သူများထိခိုက်ဒေဆုံးမှုရှိခဲ့ရပါတယ်။ဧပြီလ19ရက်နေ့မနက်09:40မိနစ်ခန့်မှာမြင်းမှုမြို့နယ်ကံတော်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်မှာပြည်သူများထိခိုက်ဒေဆုံးမှုရှိတော့လေအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ73ဦးပွဲချင်းပြီးသေဆုံးသွားခဲ့ပြီးလက်ရှိအချိန်ထိဆေးကုသမှုခံယူနေသူတွေမှာမြင်းထန်တန်ရာရရှိသူ72ဦးထပ်မံသေဆုံးခဲ့ကြောင်းဒါကြောင့်သေဆုံးသူ24ဦးအထိရှိလာပြီဖြစ်ကြောင်းသိရပါတယ်တီကိုက်တန်ရာရရှိသူ30ကျော်ရှိနေပြီးပြင်းထန်တန်ရာရရှိသူများလည်းပါဝင်တဲ့အတွက်သေဆုံးမှုအရေအတွက်ကထပ်တိုးလာနိုင်ကြောင်းလည်းဆိုထားပါဗျာ။ ကရင်ပြည်နယ်မြဝတီမြို့နယ် KNU တပ်မဟာခွန်နယ်မြေအတွင်းကစစ်ကောင်စီရဲ့မော်ဖားတူးစစ်စခန်းကို KNL ဦးဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာရမန်နေ့ညပိုင်းကသိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNL သတင်းရင်းမြစ်ကထုတ်ပြန်ပါတယ်။ AP 16ရက်နေ့ကစပြီး၎င်းစခန်းကိုစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်က AP 19ရက်နေ့ညပိုင်းမှာအပြစ်သက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။၎င်းစကားဟာထိုင်းမြန်မာနယ်စပ်နှင့်ကပ်နေလျက်ရှိပြီးနယ်စပ်ဖြတ်တန်းသွားလာမှုတွေကိုစောင့်ကြည့်နေတဲ့စစ်တပ်စခန်းတစ်ခုဖြစ်ကြောင်းလည်းဆိုပါတယ် အဲ့ဒီကစစ်ကောင်စီစခန်းကမြေပြင်စစ်ကူလာလို့မရတဲ့နေရာပါစခန်းကိုတော့တင်ပိုက်ရရှိထားပါပြီစခန်းမှာရှိနေတဲ့သူတွေအကုန်ထွက်ပြေးသွားတယ်တေဆုံထိခိုက်မှုနဲ့လက်နက်ခရင်ရရှိမှုအသေးစိတ်မထုတ်ပြန်ရသေးဘူးရှင်းလင်းရေးတွေမနေ့ကညအထိလုံနေသေးပါလို့ဆိုပါတယ် AB 78ရက်နေ့မှာထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့နယ်ကမော်ဖာသူကြီးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းကို KNL မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့မှုကြောင့်ထိုင်းနိုင်ငံဘက်အချမ်းသူစစ်ပေးချောင်ပြည်သူ215ဦးထွက်ပြေးခဲ့ရပါတယ် KNU တပ်မခွန်နယ်မြေအတွင်းမှာတိုက်ပွဲများကြောင့်ထိုင်းစစ်တပ်ကလုံခြုံရေးတွန်းမြင့်ချထားတယ်လို့ထိုင်းသတင်းဌာနများရဲ့ထုတ်ပြန်ပြောဆိုချက်တွေအရသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရုံးဆက်ရနေပြည်တော်အီလန်လေစစ်ကိုတရခွန်မမရှော့တိုက်တွန်းနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာလေရင်တိုးလောင်ယုံနဲ့ထိန်းချုပ်ခန်းအဆအုံတို့ထိကိုက်မီလောင်ပျက်စီးခဲ့ပြီးစစ်သား6ဦးထိကိုက်ဒဏ်ရာရရှိတယ်လို့ British Warrior ဖော်မြန်မာတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ ဟေဘီလာ16ရက်နေ့ည8:35မိနစ်အချိန်မှာအကြမ်းဖက်စစ်ကောင်စီရုံးဆက်ရနေပြီးတော့အီလာလေးတပ်စခန်းကိုနယ်မြေလုံခြုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးရွားမှုစတဲ့အခက်အခဲကြားကနေတရားခွန်မမရှော့တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာနေပြီးတော့အီလာလေးတပ်လေရင်တိုးလောင်ယုံအဆအုပ်တစ်ခုထိခိုက်မိလောင်ခဲ့ကြောင်းသိရပါတယ်။ဒါအပြင်လေစိတ်ဝန်းရှိလုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့လုံခြုံရေးစောင့်ကြည့်ကင်မရာထိန်းချုပ်ခန်းရှိတဲ့အဆအုပ်လည်းထိခိုက်ပျက်စီးခဲ့ကတပ်သား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အလားတူလင်းရင်ပြေးလန်းထိတ်လုံကျုံရေးကင်းများရှိရာအစာဦးလေးထိမှန်ပျက်စီးခဲ့ပြီးလေတက်ဆောင်ကင်းသားလေးဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အခြားသတင်းအမြစ်တွေထံကစုံစမ်းသိရှိမှုအရာအခုထပ်ပိုးတဲ့ပျက်စီးမှုတွေရှိတယ်လို့ကြားသိရပေမဲ့ခိုင်မာသေးချာစေဖို့အတွက်ရရှိထားတဲ့အထက်ကနေဘုံအတူညီတဲ့အချက်အလက်တွေကိုသာထုတ်နှုတ်ပြီးထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဗရိဝရီယာဖော်ညီမတဲ့ဘက်ကထုတ်ပြန်ပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဗရိဝရီယာဖော်ညီမတက်ဖွဲ့ကဦးဆောင်ပြီး ကျင်းတဲ့နယ်အဖွဲ့နဲ့အတူပူပေါင်းပြီးတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကစတင်ခဲ့တဲ့ငလင်ကြောင့်သခိုင်းမန္တလေးနဲ့ပဲခူးတိုင်းဒေသကပြည်သူအများအပြားဒုက္ခပင်လယ်ဝင်နေခြင်းမှာစစ်ချုံးအကြမ်းဖက်စစ်တပ်ဟာမြန်မာပြည်အနှံ့အပြားမှာရှိတဲ့ပြည်သူတွေကိုလေကြောင်းကနေအဆင်မပြတ်ဘုံကျဲတပ်ဖြတ်မှုအကြိမ်ပေါင်းရာနဲ့ချီရှိနေပြီးဖြစ်ပြီးပြည်သူများလည်းရာနဲ့ချီတေဆုံးနေခဲ့ရပြီဖြစ်ပါတယ်။ထို့သောစစ်ချုံးစစ်ကောင်စီကငလင်တန်းကြောင့်ထိခိုက်မှုရှိတဲ့နေပြည်တော်အီလန်လေးစိတ်ကို အပြန်အစည်းများကြားကပင်ပြည်သူတွေကိုတက်ဖြတ်ဖို့ရာဆက်လက်အသုံးပြုနေသေးတဲ့အတွက်ကျွန်တော်တို့ BWM နဲ့အတူမဟာမိတ်တပ်တွေကရန်သူလေတပ်နှိမ်နင်းရေးနှစ်တေကိုလက်ဆောင်အဖြစ်မစ်ရှင်ဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထုတ်ပြန်သွားပါတယ်။အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်မှလေကြောင်းတိုက်ခိုက်မှုများထပ်မံအရှိန်မြင့်တင်ရန်ညွှန်ကြားထားပြီးအခုလာမယ့်မိုးရင်းကာလမတိုင်မီလေကြောင်းတိုက်ခိုက်မှုများပိုမိုများပြားလာမှာဖြစ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကဆိုပါတယ်။ စစ်ကောင်းဆောင်မင်းအွန်လိုင်းကမိုးရင်ကာလမတိုင်မီမှာရှားနိုင်တဲ့မြေနေမြေတင်နဲ့မြို့နယ်များကိုပြန်လည်သိမ်းပိုက်ရန်ညွှန်ကြားထားတယ်လို့သိရှိရပါတယ်။ဒီမိုးရင်ကာလမတိုင်မီမှာလေချောင်းကနေထိုးစစ်ဆင်ပြီးမြေပြင်ကလည်းနေမြေသိမ်းပိုက်မှုတွေဆက်လက်လုပ်ဖို့ညွှန်ကြားထားတယ်။အခုညွှန်ကြားချက်တွေက မနေ့ကတည်းကစတင်ခဲ့တဲ့ရန်နိုင်မင်းစစ်စင်ကြီးရဲ့အကောင့်တဲဖော်မှုဖြစ်တယ်လို့ဆိုပါရယ်စစ်ကောင်းဆောင်မင်းအွန်လိုင်းက2024ခုနှစ်ကစတင်ခဲ့တဲ့ရန်နိုင်မင်းစစ်စင်ကြီးကိုအကောင့်တဲဖော်ခဲ့ပြီး၎င်းစစ်စင်ကြီးမှာဆုံးရှုံးနယ်မြေတွေကိုအဓိကပြန်လည်တိုက်ခိုက်သိမ်းပိုက်ရေးနဲ့အကြမ်းဖက်အဖွဲ့လိုစစ်ကောင်းစီကကြီးညာထားတဲ့လက်နက်ကင်တပ်ဖွဲ့တွေကိုမြေပြင်ပေါ်ကနေပပျောက်သွားတဲ့အထိခြေမုံရမယ်လို့အမိန့်ပေးထားပါရယ် လက်တော်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်အဟုန်မြင့်လှုပ်ဆောင်နေရမှာ AB 16ရက်နေ့နဲ့19ရက်နေ့တို့မှာလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ55ဦးအထိသေဆုံးခဲ့ရပါတယ်